အစင်းမြင့်ပြုပြင်ထိန်းသိမ်းဖို့လိုအပ်နေတဲ့အေရော်တိုင်းဒေသကြီးအတွင်းကရေကာတာ15ခုအတွက်ဘတ်ဂျက်မရှိကြောင်းတိုင်းဒေသကြီးလွှတ်တော်မှဝန်ကြီးကပြောကြားခဲ့ပါတယ်ဒီသတင်းကိုတော့သောစင်မျိုးကပေးပို့ထားတာပါအေရော်ရီတိုင်းဒေသကြီးအတွင်းမှာအစင်းမြင့်ပြုပြင်ဖို့လိုအပ်နေတဲ့ရေကာတာ15ခုရှိနေပြီးပြုပြင်ဖို့အတွက်ဒီနှစ်2016-2019ဘတ်ဂျက်မှာမပါဝင်ဘူးလို့တိုင်းဒေသကြီးဝန်ကြီးကပြောဆိုလိုက်တာပါ။ဇွန်လ30ရက်နေ့မှာကျင်းပတဲ့အေရော်ရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ညောင်တုံးစံကင်းကျွန်းရေကာတာနဲ့ပတ်သက်ပြီးမေကောမေးမြန်းရမှာဝင်ကြီးကထဲသွင်းဖြစ်ကြခဲ့တာပါ။ဒါအမှန်တကူလို့တောင်းတင်ခိုင်းပါစေရအစ်ကြီးပြင်ပြုပြင်ပြီးလုပ်ငန်းများကိုလည်းဆောင်ရွက်ရန်လိုအပ်တဲ့ဒီဖြစ်ပါလေ။ဒီအမိုင်တိုင်းနေရာကြီးတွင်ရှိဒါတမန်များအစ်မြင်ပြင်ပြုပြင်ပြီးလုပ်ငန်းဆန္ဒကိုစီးရင်နဲ့ထဲသွင်းပြင်ပြထားပြီးဖြစ်ပါလေ။၎င်းနှင့် ARD ရှေ့ဘက်တန်းတာပြုပြင်ခြင်းအမှုမြောင်ကုန်းနဲ့ ဒါမှပါတဲ့ကိုယ်ဝါဒပြုပြီးရင်းသူပေါင်းမှာတဲ့2026 29ခုနှစ်ရမုံငင်ရရှိခဲ့ခြင်းရှိပြီးဒါတမန်စစ်မြင့်ပြင်ပြုပြီးညို့ကိုဆောင်ရွက်ခံခဲ့ခြင်းရှိပါ2029 28ခုနှစ်ရမုံငင်ရရှိပါကဆောင်ရွက်သွားပြီဖြစ်ပါကြောင်းညာလေဖြစ်ကြအပ်ပါတယ် ညောင်နှုံးမြို့နယ်အတွင်းကစံကိန်းကျွန်းရေကာတာအနီးနဲ့ကတော့အဆင်ပြေပြုပြင်ထိမ့်သိမ်းတာတွေမလုပ်ဘူးဆိုရင်2015ရေကြီးမှုဖြစ်စဉ်လို့ဖြစ်ပွားလာတဲ့အခါမှာအန်ဒီယရှိနိုင်တယ်လို့ညောင်နှုံးမဲဆန္ဒနဲ့အမှတ်၁တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်နီနီမိုးကပြောပါတယ်အမတို့က2000ကျောင်းဆက်ကိုဘတ်ဂျက်မှာမပါတဲ့အတွက်အမတို့ကတော့ဒီပေါ်တော့ရေးပေါ်ကဲတဲ့မှုနဲ့ပုံမှန်နဲ့တူးတူးနဲ့ပေါ့နော်လူလူအားနဲ့မတို့ဝိုင်းရံကြည့်တော့ဆဲနေကြောင်းသားတွေ ဝနက်တွေပေါ့နော်တကယ်ကဖြစ်လာပြီဆိုရင်ရေလွှဲတိုင်းလို့ကိုဝနက်တွေပါညာစုဆောင်ထားဖို့ဆယ်မြောင်းစုဆောင်ထားတယ်မတို့ကတော့တိုင်မြင်ထားတယ်ဟိုမနစ်ကလို့ပေါ့နော်2015လို့ရေကြီးရေရှမ်းမှုဖြစ်ပြီဆိုတော့မတို့တာရှင်ကြီးကမကောင်းဒါအမှမှန်တိုင်းပြောတာပေါ့နော်မကောင်းမကောင်းတဲ့အတွက်မတို့ကအခုတော့ရေပေါ်ကစမှုတော့လုပ်ထားတယ်အရာရီတိုင်းဒေသကြီးကရေကာတာတွေအနေနဲ့မနစ်က2015ရေကြီးမှုဖြစ်စဉ်မှာကြန့်ခိုင်မှုတွေအားနည်းခဲ့ပြီးပြုပြင်ထိန်းသိမ်းမှုတွေလိုအပ်ခဲ့တာပါ။ ရေကာတာတွေရဲ့အရေးကြီးတဲ့နေရာတွေမှာတော့ပြပြင်ထိန်ထိန်တာတွေပြုတ်လုထားတယ်လို့ဝန်ကြီးကပြောပါတယ်။ဒါပေမဲ့ရေကာတာတစ်ခုလုံးကြန့်ခိုင်ဖို့အတွက်ပြပြင်ထိန်ထိန်ဖို့အတွက်ကတော့ပြီးခဲ့တဲ့အစိုးရဟောင်းကရေးဆွဲခဲ့တဲ့ဘတ်ဂျက်မှာမပါခဲ့တာကြောင့်လုပ်ငန်းတွေဆောင်ရွက်လို့မရခဲ့တာပါ။ကျွန်တော်တော်စင်မြို့ပါခင်ဗျာ။